အားလုံးမင်္ဂလာပါလိုင်းနေရလဲဗျာ VPN အောင်ချိန်ဖို့တစ်ခါလေးတော်တော်ခက်နေတာဗောနော်အဲ့တော့ဒီတစ်ပတ်မှာကိုရဝါဒနာရှင်ပြိတ္တတွေရောကျွန်တော်ပြန်ကြလဲပြောထားတယ်ဗျလေ။ပြန်ကြပြောထားတယ်ဆိုတော့ပြန်ကြက ျွန်တော်ကတော့ဘောနော်အပိုင်တော့မဟုတ်ဘူးကွာအ ਨੇ အ ਨੇ ဆုံးနှစ်ကြိမ်လောက်လို့တော့ယူဆထားတယ်ဘောနော်ပြန်ကြောက်ဒီနှစ်အဲ့တော့ဒါပြောလို့တော့မရဘူးပေါ့ကြာသွားမလားမကြာသွားမလားကျွန်တော်ဆိုလိုချင်တာကကျွန်တော်လေးထိတ်ကရှောင်းမယ်ပေါ့နော်လေးထိတ်နဲ့ကျွန်တော်ကလေးထိတ်ကိုတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်လေးထိတ်ကိုကျွန်တော်ဒီနေရာမှာ လေးထိတ်နဲ့စောင့်နေတာကနန်းရှိလို့ပေါ့နော်လေးထိတ်နဲ့စောင့်နေတာကနန်းရှိလို့ဆိုတော့ဒီကြားထဲမှာကျွန်တော်ပြောခဲ့ပါတယ်ဒီကြားထဲမှာအပြောက်ပေါ့ဒီကြားထဲမှာအပြောက်စောင့်မယ်ပေါ့နော်ပြီးသွားရင်တော့မတက်နိုင်ဘူးပေါ့လေးထိတ်ကိုကျွန်တော်ကဒီနေရာမှာစောင့်နေတာလေးထိတ်နဲ့ကနန်းဒီကြားထဲမှာလေးထိတ်ပြောက်ခိုင်းတော့ဒီနေရာမှာကျွန်တော်လေးထိတ် share ဩတော့မယ်ပေါ့အဲ့တော့အဲ့လေးထိတ်ဆိုတဲ့ line ကမနှစ်ဦးနှစ်ရှိပေါင်းနှစ်တည်း 6ဒီ6ဒီ6ဒီ၄ဒီကျွန်တော်ကစားလာတာကစားလာလဲဆိုတော့အဲ့ဒီငါးကတ်စီမှာသူဒီကိုလေးချက်ကိုငါးကတ်စီတည်းကသဘောတရားက၄ကတ်မှာအတူတူလုပ်တယ်နော်၄ကတ်မှာပုံစံတူလုပ်ပြီးတကတ်မှာသူကမူကွဲထွက်တယ်အဲ့တော့သူ့ရဲ့သဘောတရားကဒီလိုင်းကလာမယ့်နှစ်လေဖော်မွေးတကတ်ရှိဖော်မွေးရှိတယ်နော် မွေးခနဲ့တကယ်တမ်းတော့နှစ်ဦးရိုက်ရမယ်မူပေါ့ဒါပေမဲ့ငါးကပ်ဖြစ်သွားတဲ့အတွက်ကြောင့်ဆိုဖော်မွေးလို့ရမယ်ဘာကြောင့်လဲဆိုတော့ဒီရှေးပေါင်းနှစ်တွေကျွန်တော်ကစားခဲ့ပြီပေါ့ဒီရှေးပေါင်းနှစ်တွေကကျွန်တော်တို့လာခဲ့တဲ့ဆင်းသက်လာခဲ့တာကလေဒီရှေးပေါင်း30ကျောင်းဒီဆောင်ပြပေါင်းခြင်းနှစ်နဲ့ဒီရှေးပေါင်း30နဲ့ပေါင်းတော့နှစ်ကိုနောက်နှစ်မှာသူရှေးပေါင်းနှစ်လို့ကစားခဲ့တယ်အဲ့ဒီနှစ်ကိုမကစားခင်သူ့ရဲ့ရှစ်နှစ်ထဲမှာရှေးပေါင်းနှစ်ကိုဘာနဲ့တွဲကစားလဲဆိုတော့ရှေးပေါင်းနှစ်ကိုတုံညာထိတ်နဲ့တွဲကစားခဲ့တာ အဲ့လိုတုံညာထိတ်နေတွဲကစားခြင်းကြောင့်ဒီတုံညာပါဝါ9နဲ့ဒီရှေးပေါင်းနှစ်နဲ့ကတွဲပြီးတော့နောက်နဲ့နှစ်ဦးမှရိုက်တာနှစ်ဦးမှရှေးပေါင်းနှစ်နဲ့9နောက်ပိတ်အဲတုံညာပါဝါ9နောက်ပိတ်နဲ့ရိုက်ခဲ့တာရိုက်ခဲ့တော့အဲ့ဒီဒီရှေးပေါင်းနှစ်တရဘယ်ရလာလို့ဆိုတော့ဒီရှေးပေါင်း30ရာနေဒီကဏ္ဍငါးလုံးပေါင်းခြင်းဒီကဏ္ဍငါးလုံးပေါင်းခြင်းပေါ့နော်ရှေးပေါင်း30မူကနေကဏ္ဍငါးပေါင်းပေါင်းခြင်းနှစ်ကိုအဲ့လိုအစင်ချင်းရိုက်တာပေါ့နော်နောက်နှစ်ကျတော့ဒီရှေးပေါင်း30ပြီးတော့နောက်နှစ်ကျတော့ရှေးပေါင်း71 71ကျတော့ဒီမှာ ဒီဆောင်ဖြတ်ပေါင်းရင်း9နဲ့ဒီဆောင်ဖြတ်ပေါင်းရင်း1နဲ့ဟို6အဲ့ဒီ6ကိုနောက်နှစ်ထဲမှာရှေးပေါင်း6ကိုသူက၄၄ထိန်သားမှာတွဲရကစားခဲ့တယ်တွဲကစားခဲ့တယ်တွဲကစားခဲ့ခြင်းကြောင့်သူဒီ၄ပါဝါ6နဲ့တွဲပြီးဒီရှေးပေါင်း6ကိုနောက်နှစ်နှစ်ဦးမှာရှေးပေါင်း6ဆိုပြီးကစားတယ်၄ပါဝါ6ဘိတ်နဲ့တွဲကစားခဲ့တယ်အဲ့ဆိုရှေးပေါင်း10ရှေးပေါင်း17ဒီမှာရှေးပေါင်း12အလက်မှ9ခွန်အတွဲဆိုရှေးပေါင်း12အဲ့တော့ဒီပဋိိတ်နဲ့ဒီထားပါတော့နော်ရေရှေးပေါင်း12အတွဲနဲ့ဒီဆောင်ဖြတ်ဆောင်းသုံးလုံးထိုးတဲ့ ကိုခွန်ရှိ၄နဲ့ပေါင်းတော့၆ပဲနောက်နှစ်မှာသူကရှေ့ပေါင်း၆ကိုသူကတွဲကစားခဲ့တာ၄နဲ့၄ထိပ်နဲ့တွဲကစားခဲ့တယ်သူရှင်းနေမှာ၄ထိပ်နဲ့၄ထိပ်နဲ့တွဲကစားကြတော့ဒီရှေ့ပေါင်း၆ကိုနောက်နှစ်မှာရှေ့ပေါင်း၆ကိုဒီ၄ကို၄ပါပါ၉နဲ့တွဲပြီးတော့၉နောက်ဝိုင်းနဲ့တွဲပြီးကစားခဲ့တာအဲ့ဆိုရင်တက်တဲ့စတုတ္တကံမှာလည်းဒီတိုင်းပဲရှေ့ပေါင်း၁၁ရှေ့ပေါင်း၁၂ဒီမှာရှေ့ပေါင်း၃မိအောင်ပြန်တော့ကျွန်တော်ခဏလေးရှေ့ပေါင်း၃ပေါ့နော်ရှေ့ပေါင်း၃ကိုဒီဆောင်ဖြတ်ပေါင်းရင်၃နဲ့ ဒီ33ခုဆောင်ပြပေါင်းခြင်း3နဲ့ဒီရှီပေါင်း73နဲ့ပေါင်းတော့6 6ကိုနောက်နေ့ထမှာသူကရှီပေါင်း6ကိုသူက၄ထိပ်ပြီးမှကစားခဲ့ဘူးလေကစားခဲ့ခြင်းကြောင့်သူကဒီ၄ပါဝါ9ရဲ့ဒီရှီပေါင်း6နဲ့တွဲပြီးတော့ရှီပေါင်း6နဲ့တွဲပြီးတော့ကိုနောက်ပိုင်းနဲ့ရှီပေါင်း6ကိုကစားခဲ့တာအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာရှီပေါင်း14အလှည့် ရှင်းပေါင်း30ရှင်းပေါင်း17ရှင်းပေါင်း12ရှင်းပေါင်း73ရှင်းပေါင်း14ဒီမှာဖြစ်ပြီဖြစ်ပြီဆိုရင်ဒီရှင်းပေါင်း14ရဲ့ဒီဇောင်းမြတ်ပေါင်းခြင်းကသူကပုံညာဖြစ်လို့ဒီကဏ္ဍ၅လုံးပေါင်းခြင်း၄ကြောင့်နောက်နှစ်ထည်မှသူက၄ရှင်းပေါင်း၄ကိုသူက၄ထည့်ရပြီးမှပဲကစားခဲ့ခြင်းကြောင့်ရှင်းပေါင်း၄ညအများကြီးနော်ဒါပေမဲ့ယူစားရတာသူကြောရှိတယ်နော်သူရဲ့သွားတဲ့လမ်းသူကမူတွေခွဲထုတ်သွားတော့အဲ့လိုရှင်းပေါင်း၄ကြောင့်သူက၄ဘိတ်နဲ့တွဲပြီး၄ဘိတ်၄ပါဝါ၉နောက်ဘိတ်နဲ့တွဲပြီးရှင်းပေါင်း၄ကိုနှစ်ဦးမှ၄ရိုက်ခဲ့တာ ဲ့ဒါလို့ရိုက်ခဲ့ခြင်းတော့ဒီရှိပေါင်းနှစ်ရဲ့ပါဝါခွန်ဒီပရိကသူကအလုံးပေါင်းခွန်ဖြစ်လို့မလို့ခွန်နှစ်အတွဲကိုဒီရှိပေါင်းနှစ်ဒီကစားခဲ့ခြင်းကြောင့်နှစ်ပါဝါပရိနေမျိုးပေါင်းခွန်ကိုခွန်နှစ်၃ပေါ့နော်အာပေါ့နော်အဲ့ဒီခွန်နှစ်၃ဟာသူကပေါ်မွေးပေါ့ခွန်နှစ်အတွဲကိုရှိပေါင်းနှစ်ကြောင့်နှစ်ပါဝါပရိနေမျိုးပေါင်းခွန်ကိုဒီနေရာမှာပဲ၄ကအညီကစားတာသူ့ကိုပို့ခဲ့တယ်ရှိပေါင်းနှစ်နေရာမှာပဲ၄ကအညီကစားတာပရိနေမျိုးပေါင်းဒီမှာ၅ပရိဖြစ်လို့ဒီမှာခွန်နှစ်အတွဲကိုတုံးကတ်လိုက်တာ သုံးခွန်နှစ်ဆိုပြီးပဋိဒိနှမျိုးပေါင်းခွန်လားအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာရှေးပေါင်း6ကြောင့်6ပါပါပဋိဒိနှမျိုးပေါင်း1ကိုသူကရှေးပေါင်း6ပါပါတည်ရယ်ပဋိကဒီမှာ9ဖြစ်လို့ငါဘာဝတုံညရဲ့တွဲပြီးတစ်တုံညအတွဲကိုရှေးပေါင်း6ပါပါဗတိနှမျိုးပေါင်း1ကိုသူ့ကိုပို့ခဲ့တဲ့ရှေးပေါင်း17နေရာမှာပဲသူကဒီမှာဗတိရှိရှိလို့ဒီနေရာမှာ၃ပြိဖြစ်အောင်နှစ်ကတ်လိုက်တာကတ်လိုက်တော့သူကဗတိရှိဗတိ3ဆို1ဖြစ်တာရှေးပေါင်း6ပါပါဗတိနှမျိုးပေါင်း1ဖြစ်တာအဲ့လိုဒူတတိယကတ်မှာလည်းဒီထဲမှာရှေးပေါင်း6ပါပါ1လုံးပိုင်းပေါ့နော် ဒီမှာဒီကတစ်တုံညာနှစ်ပေါ့အာပေါ့နော်အာကျွန်တော်လွယ်လို့ရေးလိုက်တာအဲ့တော့ဒီမှာတိပရိကလည်းသူကငါတစ်ကိုဆိုပရိငါဖြစ်လို့တုံညာအတွဲတုံညာအတွဲကိုရှေးပေါင်း6ပါပါပရိနှမျိုးပေါင်းတိကိုရှေးပေါင်း7ရှေးပေါင်း30ရှေးပေါင်း7ရှေးပေါင်း7နေရမှာပဲသူကဒီမှာတစ်ပရိဖြစ်လို့ဒီမှာတုံညာပရိဖြစ်အောင်ကိုကတ်လိုက်တာအဲ့တော့တစ်တုံညာကိုအာပေါ့နော်ဒါကတစ်တုံညာကိုအာအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလည်းနှစ်ကတ်မှာတော့၃ည၁၃ည၁တိတိလောက်တယ်နော်အဲ့မှာလည်းကျွန်တော်ဒုတိယရခဲ့တယ်ဒီမှာရှေးပေါင်း6ကျော်6ပေါက်ပါတိ တစ်အလုံးပိုင်းပရိတ်က၅ပဲကိုခုံကိုဆို၅ဆို၅ပါပါတုံညာရဲ့တွဲပြီးတော့ရှေးပေါင်း၆ပါပါပရိတ်မျိုးပေါင်းတစ်ကိုအဲ့ဒီရှေးပေါင်း73နေရမှာပဲသူကတွဲကစားတာငင်းကုန်ပါဒီကောင်ကပရိတ်6ရှိလို့ဒီမှာပရိတ်5ဖြစ်အောင်လေးကတ်လိုက်တာအဲ့တစ်တုံညာ၄ပတ်လေပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဖော်မွေးတင်ပေးခဲ့တာငါးကကြတော့ तू ကလေးကမှ तू အညီလောက်သွားတဲ့အတွက်ငါးကကြတော့ तू လိန်ဖော်မွေးပဲပြီးတော့တယ်ရှေးပေါင်းလေးချောင်းကျွန်တော်စောကြီးတင်ပေးခဲ့တာရှေးပေါင်းလေးချောင်း तू ကကိုလုံးပိုင် လေးပါဝါ9ရဲ့ပရိကခွန်ခွန်9ဆိုတော့9သုံးဖြစ်လို့3ပါဝါ8ရဲ့တွဲတွဲပြီးတာနဲ့သူကပရိမျိုးမျိုးပေါင်းကို8ပေါင်း4ပါဝါ9ဖြစ်ရမှာဆိုတော့ကျွန်တော်ဒီရတဲ့တိုင်ရေးပေးခဲ့တယ်ဒီမှာ8ပရိရှိလို့ဒီနေရာမှာဆို8ပရိရှိလို့ဒီနေရာ10ပရိဖြစ်အောင်89လေးကို၄ကတ်လိုက်89လေးအားဆိုပြီးဒီနေရာမှာအဲ့9ကတ်လိုင်းကနေအောင်းသွားခဲ့တာအောင်းသွားခဲ့တယ်ဆိုတော့ဟုတ်ပြီအဲ့ဒီအဲ့ဒီနှစ်ထဲမှာ ကျွန်တော်ပြောချင်တာကဒီ9နောက်ပဲ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 တွေကရိုးစင်းသက်လာတာမဟုတ်ဘူးပေါ့နော်ရိုးစင်းသက်လာတာမဟုတ်ဘူးရိုးစင်းသက်လာတာမဟုတ်တော့အဲ့ဒီ9နောက်ပဲ9နောက်ပဲကို9ထိတ်ဒီပထမကတ်မှာတော့ तू က9ထိတ်လို့ကြားတယ်လုံမလုတ်ခဲ့ဘူးတို့ပေမဲ့ तू လုတ်တဲ့အချက်ကိုကျွန်တော်ပြောပြလိန်တာနော် तू အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီရှေးပေါင်းခဏလေးရှေးပေါင်းဒီ9ထိတ်လို့ကြာတာ ਨੇ ဒီမှာ9ထိတ်ပေါ့ဗျာဒီနေရာမှာ အဲ့ဒါရှေ့ပိုင်းမှာစက်နှစ်စက်နှစ်ကိုသူကတစ်ကြိမ်နှစ်ကြိမ်မှာဒီ၅ပေါင်ပါ၃ညပေါ်ရမယ်ပေါ့တစ်ကြိမ်နှစ်ကြိမ်ပေါ့နော်မပေါ်ခဲ့ဘူးပေါ့နော်သူကဒါပထမကတ်မှာသူကအပြည့်သဘောအဖြစ်နဲ့ကြောင်းမြန်လှည့်လိုက်ဆောင်းလာလို့ရှစ်ကိုလေးလို့ဆိုရင်ဒီလေးကတ်ကိုနောက်ပိုင်းငါးကတ်စီးတဲ့ပထမကတ်မှာလှုပ်ခဲ့တယ်ဒါပေမဲ့မူကွဲတယ်ဆိုရင်လေးကတ်နောက်လေးကတ်တီမှာသူကအညီလှုပ်တတ်လို့ အညီလောက်တတ်တယ်ဆောင်းရလို့ပဲလေအခုဒီကတ်မှာကျတော့သူကရှေ့လေးကတ်မှာသူဒီနေရာဒီမှာပဲဗရိတ်တီကိုရှေ့ပေါင်း6ပါပါဗရိတ်တီဟာလေရှေ့ပေါင်း2ပါပါဗရိတ်ခွန်ဆိုပြီးလေးကတ်မှာပဲရှေ့ပေါင်း30ရှေ့ပေါင်း71ရှေ့ပေါင်း72ရှေ့ပေါင်း73ရှေ့ပေါင်း73နေရာလေးဒီလေးကတ်ထီသူကအဲ့နေရာဒီမှာပဲအတိအကျလောက်သွားတော့ငါးကတ်ရတော့ဒီမှာဖော်မွေးလောက်သွားတာရှေ့ပေါင်း14နေရာမှာမလို့ခွန်တဲ့ဒီမှာဖော်မွေးလောက်သွားတယ်ပေါ့အဲ့ဆိုရင်ဟုတ်ပြီအဲ့ကျတော့သူကဒီပထမကတ်မှာကျတော့သူကပြောင်းပြန်ပြန်ပြီးတော့လောက်ပြီးဒီငါးကြောင်ငါးထိတ်လို့စကြရတယ်လို့မဟုတ်တော့အဲ့ဒီနေရာငါးထိတ် အဲ့ငါထိတ်လို့ဒီမှာသူကခွန်နဲ့တွဲလာတော့ရှေးပေါင်း12လို့ယူဆယူဆတော့သူရှေးပေါင်း12ဆိုတော့2 12ပေါ့နော်သူနှစ်ကြိမ်တကြိမ်နဲ့ရေတကြိမ်နှစ်ကြိမ်မှာသူကငါးပါပါတုံရမလာခဲ့ဘူးအဲ့နဲ့ဆိုရင်ကျွန်တော်တို့ကကြိမ်နှစ်ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်8ကြိမ်10ကြိမ်9ကြိမ်10ကြိမ်11ကြိမ်12ကြိမ်မှာမှသူကငါးပါပါတုံရသူက12ကြိမ်ပြီးသွားတာငါးပါပါတုံရထိတ်စီး ငါးပါဝါတုံညာထိတ်စီလာခဲ့တယ်အဲ့ဆိုဒီငါးကတ်လိုက်မှာလုံးလုံးပြီအဲ့ဒါဆိုရင်နောက်ပိုင်းနေကြသူကလေးကတ်ကိုဒီ၉နောက်ပိတ်၄ချက်ကိုသူကအညီလုံးတော့မဲ့သဘောအဲ့ဆိုရင်ကျွန်တော်ကဒီ၉နောက်ပိတ်ဟာအဲ့ဒီနေ့ထဲမှာဒီမှာစကြလာတာအဲ့နဲ့၉ထိတ်အဲ့ဒီ၉ထိတ်ကသူကတုံညာနဲ့တွဲလာလို့ရှေ့ပေါင်း၉လို့ဖြစ်တယ်၉ကြောင့်သူကနေတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်ရောက်မှာ၉ပါဝါ၄ထိတ်၉ပါဝါ၄ထိတ်နော်၉ပါဝါ၄ထိတ်ရိုက်ပြီနော်အဒီနေ့အမှတ်ထားမယ် ျွန်တော်၄တခွန်သောနာက303ခွန်နော်303ခွန်နည်းနည်းခွဲကြည့်မယ်နော်ရှုပ်လို့အဲ့ဆိုရင်ကျွန်တော်ကလည်းဒီမှာလဲ6နောက်ပိတ်အဲ့ဒီ6နောက်ပိတ်ဟာ6ထိတ်လို့စကြပြီဆိုတာနဲ့ရှေ့ပေါင်းမှာတော့6ဖြစ်လို့1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်ရောက်မှာ6ပါပါ၄ထိတ်ပဲဟုတ်တယ်နော်6ပါပါ၄ထိတ်ပဲအဲ့ဆိုရင်ဟုတ်ပြီကျွန်တော်ကဒီမှာလဲ6နောက်ပိတ်ဖြစ်လို့6ထိတ်လို့စကြတော့ဒီမှာ6ထိတ်ကဒီမှာစယူစလို့ရပါတယ် ရသယူဆလို့ရသွားပြီဆိုရင်ဒီဆောင်ဖြတ်ပေါင်းခြင်းဒါဆောင်ဖြတ်မဟုတ်တော့ဘူးเนาะဒီရှေးပေါင်း6ကြောင်ပဲသူက2ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ရောက်မှာကျွန်တော်4ထည့်ရပေးမှာရှေးပေါင်း4ဆိုပြီးကင်ခဲ့တယ်เนาะအဲဒီလမ်းကြောကနေပဲကျွန်တော်တို့အလုပ်လုပ်ခဲ့တာအောင်ခဲ့တယ်အဲ6ရှစ်ခွန်မှာကျွန်တော်ဒီဘက်မှာတင်ပေးခဲ့တယ်အဲ့တော့ရှေးပေါင်း4နဲ့အဲ့တော့ဟုတ်ပြီဒီ4ထည့်အဲ့ဆိုရင်ကျွန်တော်က၄ခွက်ကိုအညီယူလိုက်မှာဒီ၉နောက်ပဲကြောင်း၉ထိပ်ကပြီးဒီမှာမှစကြခဲ့တာဒီမှာစကြခဲ့တာအဲ့ဒါဆိုရင် तू ကနေ ရှေ့ဘောင်းကသူကကိုးခွန်အတွဲပဲနှစ်ကက်စီးလုံမလားပေါ့နှစ်ကက်စီးလုံမလားအဲ့ဆိုရင်နှစ်ကက်နှစ်ကက်စီး၄ကက်ပေါ့နော်ရှေ့ဘောင်း၆ကြောင့်သူကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်မြောက်မှာသူကကိုးပါဝါ၄ထိတ်နဲ့ကျွန်တော်ကဒီနေရာဆောက်နေတာဒီထဲမှာပေါ်သွားရင်တော့မတက်နိုင်ဘူးတကယ်လို့မှကျွန်တော်ဒီနေရာမှာမပေါ်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာနံပါတ်၈ဩဖို့ရှိတယ်ပေါ့နော်အဲအဲ့ဒီမှာကျွန်တော်၄ထိတ်နဲ့ဩဖို့ခဏရှိတယ်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင် ူကဘလို့ဒီသူအလုံးလောက်ခဲလဲပေါ့နော်အလုံးလောက်ခဲလဲဆိုရင်လေးထိတ်ကိုကျွန်တော်ကအဲ့ဒီနေရာမှာစောင့်တယ်စောင့်တယ်ဆိုတော့အဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာသူကအပေါ်ကိုးချီသူကကိုးတွေကြောင်းပေါ့နော်ကိုးတွေကြောင်းမလို့သူကအဲ့ဒီနှစ်ထဲမှာအပေါ်ကိုးချင်မြောက်ကဒီကိုးနောက်ပိတ်လဲမူလဲရှိရင်တော့ဒီရှေးပေါင်းဆက်နှစ်ကအဲ့ဆိုအဲ့ဒီဒီငါးကက်စီထဲမှာသူကဒီဗရိတ်နှစ်ဒီဗရိတ်နှစ်ကသူကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်မြောက်ကသူကပါဝါထိပ်စီးနဲ့ဗရိတ်နှစ်ပုံတွေလိုက်ထွက်တယ်လို့ ဟုတ်လားဒီမှာ၈ထိပ်စီရှိလို့သူအပေါ်၉ချိန်မြောက်ကသူ၉ထိပ်နဲ့ပတ်သက်မှု၉ချိန်မြောက်ကပါဝါထိပ်စီနဲ့ဗရိတ်နှစ်လို့ပုံလေးလိုက်ထွက်တယ်အဲ့တော့ဒီမှာကလည်းဒီတိုင်းပဲသူကနေဒီ၁ချိန်၂ချိန်၃ချိန်ဒီမှာ၉ထိပ်တစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်မြောက်မှာကိုပါဝါ၄ထိပ်နဲ့ဗရိတ်နှစ်ပုံလေးလိုက်ထွက်တာဒီမှာကလည်းသူကဆောနာက၉ချိန်မြောက်ကဗရိတ်နှစ်ပုံသေးကိုပါပါလေးထိပ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်ဒါမူတွေခွဲထုတ်တာနော်၉ချိန်မြောက်ကပါဝါထိပ်စီးနေပြိတ်နှစ်အဲ့ဆိုရင်ကျွန်တော်ကဒီမှာလဲတစ်ထိပ် ူကလှည့်စားတာပေါ့နော်၉ချိန်မြောက်ပဲယူစားရတော့မှာသူကနေ၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်ကပါဝါထိပ်စီးနေပြိတ်နေထွက်တယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီနှစ်ထဲမှာ၉ချိန်အပေါ်၉ချိန်မြောက်ကပါဝါထိပ်စီးဆိုဒီတောက်ရှိရဲ့လက်ရှိရောက်က၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်မှာ၃ထိပ်ရှိတယ်၃ထိပ်နဲ့ကျွန်တော်တို့က၈ထိပ်၃ပါဝါ၈ထိပ်အဲ၈ထိပ်ဆိုရင်ကျွန်တော်ဒီဟာလေးကိုအောက်တူကလည်းပေါ်နေတော့ မပြပြစ်ခဲ့သေးတာဒါလေးကိုစိတ်တော်ဝင်စားတယ်ကြိုက်ရင်တော့တုံးလို့ရတယ်ခဏလေးเนาะကျွန်တော်ဖြစ်လိုက်အောင်မယ်မင်္ဂလာပါကိုမြင့်ကျော်เนาะ

ီနေ့မှာ၃ညထိပ်နောက်ပေါင်း၃ညနောက်ပေါင်း၃ညမှာနှစ်ကတ်ဆိုတော့လေယူရတာနှစ်ကတ်တည်းကလည်းပြီးရင်လည်းဒီလိုပဲပြီးသွားတာ၃ညထိပ်နောက်ပေါင်း၃ညသူကဗရိတ်ခွန်ဗရိတ်ငါဗရိတ်ရှစ်ခွန်၅ရှစ်ဆိုတော့ဒီ၃ညကိုဒီဗရိတ်၃မျိုးပေါင်းကို၃ညလို့ဖြစ်ပရိတ်တုံမျိုးပေါင်း၃ညအဲ့ဒီ၃ညကို၃ညပေါပါဒီမှာ၅ပရိတ်လို့ရိုက်တလားနော်၈၉၈ဆိုတော့၅ပရိတ်ရိုက်တလား အဲ့ဆိုဒီမှာနော်သူရှစ်အပေါ်မှာမဖြစ်ခဲ့ဘူးအဲ့တော့ဒီမှာခွန်ထိတ်အဲ့ခွန်နောက်ပေါင်းခွန်နဲ့ခွန်လာအထူးခြားမှုဒီနှစ်ကက်ကလေးနော်ခွန်တော့ကြတော့ तू ကဒီ၄ဗရိတ်ဒီ၉ဗရိတ်ဒီ၅ဗရိတ်က၄အဲဒီမှာ၈ဗရိတ်နော်၄၈၅ဆိုတော့ခွန်ဖြစ်နေတာဒီခွန်ထိတ်ကိုနောက်ပေါင်းခွန်ဒီဗရိတ်သုံးမျိုးပေါင်းခွန်ခွန်ပါဝါဒီနေရာမှာဗရိတ်နှစ်လာမလားပြန်ကြဆိုရင်တော့ဗရိတ်နှစ်နှစ်ကွက်ရှိတာပေါ့ ဟုတ်လားပြန်ကြဆိုရင်ပရိနေနှစ်ကွက်ရှိတယ်ဘာလဲရှိလဲဒီ246နဲ့39နဲ့အဲ390နှစ်ကွက်ပဲရှိတယ်အဲ့ဒါဆိုရင်တကယ်လို့မှဒီနေရာမှာသူကပရိနှစ်လို့ပေးရင်ကျွန်တော်တို့ကအပေါ်9ချိန်မြောက်ကပါဝါထိပ်စီးမကစားသေးဘူးဒီနှစ်မှာအပေါ်9ချိန်မြောက်ကပါဝါထိပ်စီးမကစားသေးဘူးဆိုရင်ဘာရှိမလဲ၈ချိန်မြောက်9ချိန်မြောက်ကပါဝါထိပ်စီးဆိုဒါကတော့ကြိုက်ရင်လည်းမန်ပါတယ်လည်းရန်ပေါ့နော် ြန့်ရင်လည်းဒါတော့မန်ဘာကက်ကအဓိကပါကျွန်တော်ပြန်ကြမယ်အဓိကဆုံးပါအဲ့တော့ရှီးဩရှီးရှစ်တုံညာဆိုရှစ်တုံညာ၄ရှစ်၄၀ရှစ်တစ်ဆိုရင်ရှစ်တစ်၃ ဲ့83တိအဲ့83တိကကြောက်ရတယ်နော်အဲ့83တိကြောက်ရတယ်ရှစ်နှစ်ဆိုရင်ရှစ်နှစ်နှစ်ရှင်ငါကိုရှစ်ကိုငါနော်အဲ့ရှစ်ကိုငါရှစ်6ရှစ်ရှိ68 အကနန်ထိတ်ရှိထိတ်စီနဲ့ပြိနှိကနန်ထိတ်စီ၁၀ခွက်တော့ရှိတယ်ဒါကတော့ကြိုက်တယ်ဆိုရင်ရံပေါ့ဗျာဘာလို့လဲဆိုရင်ဒီနှစ်မှာအပေါ်အပေါ်ပါဝါထိတ်စီပြိနှိကမလာသေးဘူးမလာသေးဘူးဆိုရင် တကယ်လို့မှဒီနေရာမှာနော်ဒါကနှစ်ကတ်ဆိုရလဲပြောရခက်တယ်ဒီ၃ညထိတ်ကြောင်နောက်ပေါင်း၃ညနောက်ပေါင်း၃ညကိုပရိသေ၃မျိုးပေါင်းကို၃ညအဲ့၃ညပါပါဒီနောက်မှာ၅ပရိသေများရိုက်သလားအဲ့ဆိုရင်ကျွန်တော်ကဒီမှာခွန်ထိတ်အဲ့ဒီနောက်ပေါင်းခွန်အဲ့ဒီခွန်ဒီပရိသေ၃မျိုးပေါင်း၄၈၅ဆိုတော့ဟမ်၄၄၈၅ဆိုတော့ခွန်အဲ့ဒီခွန်ခွန်ပါပါဒီနေရာမှာပရိသေ၂ရိုက်မလား ဒီနေရာမှာမသူပဋိညေပေးသွားတယ်ဆိုရင်တော့ယူစရာယူဆစရာရှိတယ်ဒီမှာမဖြစ်တော့ဘူးရှေးပေါင်းနှစ်နှစ်ထိတ်ကြောင်နောက်ပေါင်းနဲ့လည်းမဖြစ်တော့ဘူးဒီမှာလည်းမဖြစ်တော့ဘူးအဲဒါဆိုရင် तू ကဘလို့လှည့်ထွက်သွားမလဲဆိုရင်နောက်ပေါင်းပေါင်းပွဲမှာပဋိ၃မျိုးကင်မှုရှိတယ်ဒီနှစ်ပါပါဒီနေရာမှာဟိုယူဆတာက तू တနှစ်ကက်ရောင်ရဒီလိုယူဆတယ်သုံးကက်ရောင်ရ तू ခွဲထုတ်တော့မှာလေဒီခွန်ဒီ၃ကြားပဋိကြောင်မဲ့၃ကြားပါပါ၅ပဋိလာဒီခွန်ကြောင်မဲ့ခွန်ပါပါနှစ်ပဋိလာဟုတ်လားဒီနေရာမှာနှစ်ပဋိပေးသွားခဲ့ဒီနေရာမှာနှစ်ကြောင်မဲ့ဒီနေရာမှာပဋိခွန်လာတော့မဟုတ်ဒီနောက် ဒီနောက်ပေါင်းတုံညကြောင့်မဲ့တုံညပါဝါနောက်ပရိငါလာဒီခွန်ကြောင့်မဲ့ခွန်ပါဝါပရိနှစ်ပေးခဲ့ရင်ဒီနေရာမှာနောက်ပေါင်းတုံကြောင့်တုံပါဝါဒီနာပရိရှစ်လာဒါမှမဟုတ်ရင်ဒီပရိသုံးမျိုးပေါင်းတုံညကြောင့်တုံညပါဝါ၅လာဒီမှာပရိ၄ဒီမှာပရိသုံးမျိုးခွန်ကြောင့်ခွန်ပါဝါ၂လာဒီနေရာမှာပရိသုံးမျိုးကိုသုံးပရိ၆ပရိ၁ပရိဆိုတော့အဲသုံးပရိ၆ပရိ၅ပရိဆိုတော့၃၆၅ဆို၄ကြောင့်ဒီနေရာမှာပရိ ကိုလာလေးပါဝါပရိကိုလာအဲ့ဒီအဲ့ဒီညမှာသူယူဆဖို့ရှိတာကနှစ်ပါဝါခွန်ပရိရဲ့ဒီ၃တောင်းလုံးပေါင်း၃ပါဝါရှစ်ပရိရဲ့ဒီညမှာ365ပြော၄ပါဝါ6ပရိရဲ့ခွန်၈ပရိဒီညမှာတခုခုချသွားနိုင်တယ်ဒီညမှာပရိနှစ်ပြီး ဲ့ဒီပဋိသေမျိုးပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်၅ကက်စီ၄ကက်စီဒါက तू နှစ်ကက်ကနေဆင်းသက်လာတဲ့မူတော့ဒါနှစ်ကက်နဲ့ကျွန်တော်ဖြတ်တွေ့ရတကယ်လို့ဒီနေရာမှာပဋိနှစ်ပေးသွားခဲ့ရင်တော့ကျွန်တော်တို့က၅ကက်ထိမျောလို့ရတယ်ဒီနှစ်ကုန်ထိပဋိကိုမျောလို့ရတယ်ဘာကြောင့်လဲညှောညှောလိုက်ရတော့မှာညှောလိုက်ရတော့မှာဖြစ်တဲ့လို့ကြာ तू တလုံးစွတ်လုတော့မှာနဲ့နဲ့သွားပြီလေဟုတ်လားနှစ်ကက်မှာတော့ဒီမှာရှေးပေါင်းရှေးပေါင်း၃ညကြောင်နောက်ပေါင်း၃ညဒီပဋိသေ၃မျိုးပေါင်း၃ညတုံ့ရပါပါပြိင်္ဂါရှေးပေါင်းခွန်ကြောင်ဟမ်ခွန်ထိတ်ကြောင်နောက်ပေါင်းခွန်ဒီပြိတ်သုံးမျိုးပေါင်းခွန်ခွန်ပါပါဒီမှာနှစ်ပြိတ် အဲ့ဒါဆိုရင်ဒီမှာရှိဒီနေရာမှာသူဗရိတ်ခွန်လို့ပေးဒီနေရာမှာဗရိတ်ခွန်လို့ပေးသွားရင်ဒီနှစ်ပါဝါခွန်လို့ယူဆလို့ရတယ်အဲ့တော့ဒီအောက်မှာလည်းသူကဗရိတ်ခွန်လို့ယူဆလို့ရတယ်သဘောတရားကိုပြောပြတာနော်အဲ့ဆိုရင်ကျွန်တော်ဒီနောက်ပေါင်းကိုပဲပေးသွားရင်နောက်ပေါင်းကိုပဲပေးသွားရင်ဒီနေရာမှာပုံရပါဝါ5ဗရိတ်ဒီနေရာမှာခွန်ပါဝါ2ဗရိတ်ဒီနေရာမှာ3ပါဝါ10ဗရိတ်လို့ဒီနေရာမှာပေးသွားခဲ့ရင်ဒီမှာ10ပါဝါဒီနေရာမှာ3ဗရိတ်လို့ယူဆလို့ရတယ် နော်ဒါသဘောတရားကိုပြောပြတာအဲ့တော့ကျွန်တော်တို့ဒီနေရာမှာဒီနေရာထိပြီးသွားနိုင်တယ်ဘာလို့ငါးကက်ထိပြီးသွားနိုင်တယ်ဘာလို့ဆိုတော့ဒါလေးတွေကတဖြည်းဖြည်းနဲ့နည်းနည်းလာတယ်နှစ်ကက်မှာတော့ဒီလိုအထောက်ဆုံးနဲ့လောက်တတ်တယ်ဂျုံတိုင်းဆိုပြီးတော့ယူဆရတာလည်းနည်းနည်းလေးဟိုဖြစ်တယ်ပေါ့နော်မရေတရေပုံသားနှစ်ကက်တွေကအဲ့လိုမရေတရေကိုရေရေပဲယူလိုက်ဟုတ်လားအော်သဘောတရားကပေါ့နော်လူမိုက်ဆန်ဆာပုံစံမျိုးနဲ့ယူလိုက်ရင်ဒီစိုးတို့တစားကံပုံစံမျိုးနဲ့ပဲယူရတာနှစ်ပတ်တည်းအဲ့တော့ ီပွဲမှာကြိုက်တယ်ဆိုရင်ပြန်ကြဆိုရင်ဒီမှာ930နဲ့246နှစ်ကွက်ရှိတယ်ပေါ့နော်ဒါကမန်ပါတွေရောတကယ်လို့မှဟောင်းပြုတ်ဆိုဒီ10ကွက် line ကို CD လေးပါပါလေးရန်ထားပါလို့နော်ကိုအဟဲတို့ဆိုတော့ဒါရန်ပါပဲအဲအားလုံးပဲမင်္ဂလာပါခင်ဗျနော်ဒီလောက်ပါပဲမန်ပါဝင်ရင်တော့1000ကွက်ပါနော်ပို့ပါသေးတယ်မန်ပါလေးလက်ထာနောက်တိုးလို့ပေါ့နော်10ကွက်ပါပါလေးရန်ရန်ထားပါထိုးကြီးကပေါ့နော်ကြိုက်တာကတော့ဒီ73 73တက်တော့နည်းနည်းသဘောကျတယ် ဘာကြောက်လဲအကွက်ရွှေနှစ်ကက်ရှိလို့နှစ်ကက်ရှိလို့ဆိုတာကဒါအတူချုံးပဲပြောမယ်နော်ဒီမှာ38 843ညီမရှိသေးတယ်အများကြီးတည်ထားတာရှိသေးတယ်ကျွန်တော်ဒါအချိန်မရတော့လို့နော်နီးလည်းနီးပြီဒီလိုနှစ်ပင်တည်ထားတယ်တည်ထားပြီဆိုရင်ဒီ38ကဒီနေ့1 2 3 4 5 6 9 10 11 12 12နှစ်မြောက်ကိုလိုက်ထွက်တယ် ဆန်းနှင်းမြောက်ကိုလိုက်ထွက်ခဲ့တယ်။လိုက်ထွက်တော့သူ့အပေါ်က692ဟာ1235694910712345နှင်းမြောက်ကဒီပေါင်းကျွန်တော်အထောက်ရှိတယ်။59နှင်းမြောက်ကခဏ။အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာ38 453ဒီလိုတဲထားတယ် တဲ့ထားနဲ့ဒီကောင်၁၂နှစ်မြောက်ကိုတနည်းနှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၁၀နှစ်၁၁၁၂နှစ်၁၂နှစ်မြောက်ကိုလိုက်ထွက်ရမယ်လိုက်ထွက်တော့ဒီမှာသူ့အပေါ်မှာ၁၅နှစ်မြောက်ကခဏခဏထားမယ်၈၉၈ဒါ၈၉၈နော်တနည်းနှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၁၀နှစ်၁၁နှစ်၁၂နှစ်၁၃၁၄၁၅နှစ်မြောက်ကဟောမှာ၉၈၈ညောအထောက်ရှိတယ်ဗျလှတယ်အဲ့အထောက်ကအဲ့ထောက်ကလှတယ်ကျွန်တော်ဒါ ပြကန်ကြီးဒီကလေးမှပြပြရင်တော့ပြကန်ကြီးမှဆိုတော့စိတ်ငယ်ကျွန်တော်အထောက်ကိုသိချမှတ်မထားအထောက်ရှိတယ်ကျွန်တော်ကြည်တုံးကတော့အထောက်ကလှတယ်အဲ့အထောက်ကသူ့ဘေးကနေပို့လိုက်တယ်ဆိုတာလှတယ်အထားလိုက်ပေါ့နော်ဒါကဒါအကွက်ရှူဆက်ကသဘောတရားအဲ့တိုင်းပဲအဲ့ဒါဆိုရင်အဲ့ဒီဒီ၄၅၃၃၈၁လို့တဲထားတဲ့ဖိန်တဲထားတဲ့ဒီ၃၈၁ကို၁၂နှစ်မြောက်ကိုပို့တဲ့ချိန်သူ့အပေါ်မှာ၁၅နှစ်မြောက်ကကဏ္ဍခံထားတယ်ပေါ့သဘောတရားဒီနားမှာလည်းသူအထောက်ရှိတယ် ထောက်ရှိနေဗျာစဉ်းစားကံမှာပဲထားလိုက်တော့ဗောနော်အဲ့တော့ဒီ၃ရှိတိတကွက်တော့သဘောကျတယ်ဗောနော်အဲ့တော့ရန်တော့ရန်ဗောအားလုံး၁၀ဝက်စီဒီကဲအားလုံးမင်္ဂလာပါနော်အကဲကျွန်တော် member တကွက်ကောင်းကတော့ member organizer ကတော့ညံညာကနန်းဖြစ်ပါတယ်ညံညာကနန်းနဲ့စိတ်ဝင်စားလို့အပိုင်မဟုတ်ဘူးနော်တကွက်ကောက်ကြရင်အချက်ဒီချိန်စားကို1000ကျွဲထိုင်ရနေဆိုရင်ဘတ်150ပါနော်၃ချိန်စားဘတ်400ညီမပြည့်ဆို၃ချိန်စား400ကျပ်ပါနော် အခုကြည်ကနေဟမ်2026တနစ်စာကိုနှစ်သိမ်းပါနော်လူတစ်ကဆိုလူဟောင်းကတော့ကြိုဝင်လို့ရပါပြီလူအခုလောလောဆယ်မနီယဝန်နာနဲ့ဆိုရင်90ဝင်ကျင်တော့ရှိပြီထင်တာပဲအဲ့တော့အမအခုချိန်မှဝင်လဲလူတစ်ကနှစ်သိမ်း2026တနစ်စာနှစ်ဆမှာလာဝင်လဲနှစ်သိမ်းပဲဖြစ်ပါတယ်နော်အခုချိန်ဝင်ရင်၄ချိန်ကြံ၄ချိန်လိုက်အခမဲ့ရမယ်ပေါ့နော်ကဲအားလုံးပဲမင်္ဂလာပါနော်ဒီလောက်ပါပဲဒါနောက်တိုးလေး ချစ်ထိတ်တဲ့ပရိနှစ်ပါနော်အားလုံးမင်္ဂလာပါဗျာ